မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါရယ်။ဒီမိနစ်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး14အပိုင်ငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရယ်။ပေါလုဟောပြောသည်ကိုကြားလေ၏။ပေါလုသည်လည်းထိုသူကိုစိတ်စိတ်ကြည့်ရှု၍ယောဂကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကိုသိမြင်လင်ဒီနေရာမှာဗာတွေ့ရလဲဆိုလို့ရှင်တမန်တော်တို့ကယူရလူတွေရဲ့ရန်လိုခြင်းကိုခံရတဲ့အတွက်ဂဲနယ်ပေါက်ဖို့ရန်တဟုန်တီးပြေးလာတဲ့အကြောင်းကြောင့်သူတို့တွေကလည်းထွက်ပြေးကြတယ်ဘယ်တွေရောက်ကုန်လဲဆိုရင် လူကောနီပြည်လौထရာမြို့ဒေရဘီမြို့မှာစပြီးကျေးလက်တွေကိုရောက်ရှိသွားတယ်လို့တမာကျန်းစာမှာပြောပါတယ်အဲ့လိုသွားရင်းနဲ့သူတို့ဟာအေဝံဂေလိတရားကိုဟောတယ်လို့ တမချန်းစာကပြောပါတယ်။သူတို့တွေကဒီလိုဒုက္ခတွေရောက်အခက်ခဲတွေကြားထဲမှာပြင်းရင်လွှားရင်းနဲ့တောင်မှဧဝံဂေလိတရားကိုဟောကြတဲ့အခါမှာအမိဝမ်းတွင်းကပင်အချိန်မစွမ်းနဲ့လူတယောက်ကိုတွေ့တယ်လို့တမချန်းစာမှာတွေ့ရပါတယ်။သူကလौတရမြို့မှာထိုင်လျက်ရှိတယ်။အမိဝမ်းတွင်းကပင်အချိန်မစွမ်းနဲ့အတွက်ကြောင့်တခါမှလမ်းမသွားဘူးဘူးလို့တမချန်းစာကအဲ့လိုမှတ်တမ်းတင်ပါတယ်။ ဲ့တော့ရှင်ပေါလုကဧဝံဂေလိတရားကို ဟောတဲ့အခါမှာပေါလုဟောတဲ့တရားကိုအဲ့ဒီလူကကြားပါတယ်အဲ့ဒါနဲ့ဟောနေတဲ့ပေါလုကသူ့ကိုစိတ်စိတ်ကြည့်တဲ့အခါမှာယောဂါကင်းပြောင်းမိအကြောင်းသူ၌ယုံကြည်ခြင်းရှိတာကိုမြင်တယ်လို့တမချန်းစာကမှတ်တမ်းတင်ပါတယ်ဒါနဲ့ပဲထောက်၍မတ်တရက်လို့ကြီးတော်တန်နဲ့ဆိုတဲ့အခါမှာအဲ့ဒီလူဟာရုတ်တရက်ထပြီး လှမ်းသွားတယ်လို့တမချန်းစာကမှတ်တမ်းတင်တာကိုတွေ့ရပါတယ်။ဒီနေရာမှာထူးခြားတဲ့အရာတွေရှိပါတယ်။ရှင်ပေါလုကပြင်းရင်လွှားရင်နဲ့အေဝံဂေလိတရားကိုဟောပြောတဲ့အထဲမှာဒီလက်ချေတည်တဲ့လူတယောက်ကအေဝံဂေလိတရင်စကားကိုကြားရတဲ့အခါမှာအခြားသောသူတွေနဲ့မတူဘဲသူ့ကိုကြည့်လိုက်တာနဲ့ယုံကြည်ခြင်းစိတ်ရှိကြောင်းကို ရှင်ပေါလုရိပ်မိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်လဲ အနာရောဂါငြိမ်းချင်းကသူ့အပေါ်ရောက်လာတယ်လို့လဲတမချန်းစာအဖြစ်တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့တချို့တွေကဧဝံဂေလိတရားကို ကြားပေမဲ့ယုံကြည်စိတ်မရှိပါဘူးယုံကြည်စိတ်မရှိရင်ဘာမှဖြစ်မလာပါဘူးဘုရားခင်တို့ကိုပတ်တော်ဘလောက်ကောင်းကောင်းဟောတဲ့သူဘလောက်တော်တော်နားဝင်အောင်ဘလောက်ပဲပြောပြပြောပြယုံကြည်စိတ်မရှိတဲ့သူရဲ့အသက်တာမှာဘာမှထူးခြားလာမှာမဟုတ်ဘူးဆိုတာကိုတော့ သဘောပေါက်နားလည်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့အနာရောဂါရှိနေတဲ့လူပင် ဖြစ်လင့်ကစားပြဿနာအကြီးကြီးနဲ့ရင်ဆိုင်နေရသည်ပင် ဖြစ်လင့်ကစားယုံကြည်သောစိတ်ရှိဖို့ပဲလိုပါတယ်ဧဝံဂေလိသတင်းစကားကိုကြားတဲ့အခါဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကြားတဲ့အခါယုံကြည်သောစိတ်ရှိရင်ဘုရားသခင်က နမိတ်လက္ခဏာပြုမှာဖြစ်ပါတယ်ယုံကြည်သောစိတ်ကင်းမဲ့ရင်တော့ကြားရတဲ့တရားစကားက ကျွန်တော်တို့ထဲမှာဘာမှတဝင်လှုပ်ရှားမှာမဟုတ်ဘူးဆိုတာကိုသိရှိနားလည်သိကြပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာယုံကြည်သောစိတ်မပါတဲ့နှုတ်ကပတ်တော်ကိုနာခံခြင်းယုံကြည်သောစိတ်မရှိဘဲနဲ့နှုတ်ကပတ်တော်တင်ကြားခြင်းယုံကြည်သောစိတ်မရှိဘဲနဲ့တမာကျမ်းစာဆွေးနွေးခြင်းတွေကဘာမှအကျိုးထူးမှာမဟုတ်ပါဘူး။ငြင်းခုန်စရာတွေရန်တွေးစရာတွေပဲဖြစ်မှာဖြစ်ပါတယ်။ ယုံကြည်သောစိတ်ပါမယ်ဆိုရင်တော့ကျွန်တော်တို့ဟောပြောခြင်း၊တွင်တင်ခြင်း၊လေ့လာခြင်းတွေကအကျိုးရှိပြီးတော့ယုံကြည်တဲ့သူအပေါ်မှာဘုရားသခင်ရဲ့အံ့ပွေလက်ရာတော်ကိုတက်ရောက်စေမှာဖြစ်တယ်လို့နားလေသိရှိဖို့လိုပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်နာခံတဲ့အခါကြားနာတဲ့အခါယုံကြည်စိတ်ရှိဖို့ကအင်မတန်အရေးကြီးတယ်ဆိုတာကိုသိရှိနားလေပြီးယုံတဲ့စိတ်ရှိကြောင်းသက်သေပြရအောင်။ ဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်ယုံကြည်သောစိတ်အားဖြင့်တမန်တော်ရဲ့အကျိုးကိုခံစားစေပါနှုတ်ကပတ်တော်ကြားတဲ့ခါတိုင်းမှာယုံကြည်သော စိတ်ရှိသောနှလုံးသားဖြစ်စေပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာမှာလည်းဘုရားသခင်တက်နိုင်ကြောင်းဘုရားသခင်ကယ်တင်ကြောင်းယုံကြည်စိတ်ဖြစ်စေပါနှုတ်ကပတ်တော်ကြားတိုင်းယုံကြည်သော စိတ်နဲ့ခံယူစေပါယေရှုတင်တဲ့တဏိတာဝူလက်ဝဲအနန္တနဲ့ခါမှာ သခင်ယေရှုခရစ်တော်နာမ၌စက္ကပ်အံ့နိုင်၍ဆုတောင်းပါ၏အာမင်